မင်္ဂလာပါဦးတန်ပါမစ် channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ပျော်ရွှင်မှုအတွက်လေးဝက်ချက်ခုနှစ်ချက်ဖြစ်ပါတယ်လူတိုင်းမှာပျော်ရွှင်မှုနဲ့ပတ်သက်ပြီးအတိတ်ပဲမြင်မြင်ရှိကြပါတယ်ဒါပေမဲ့ပျော်ရွှင်တဲ့ထက်ပျော်ရွှင်ကျင်တာကတော့လူအများစုတူတူပါပဲဒါဆိုရင်ပျော်ရွှင်နေတဲ့သူတွေပျော်ရွှင်မှုရှိတဲ့သူတွေစီကနေသူတို့ရဲ့အလေးအကျင့်ကောင်းလေးတွေကိုကြည်ချင်းအဖြစ်ကျွန်တော်တို့လည်းပျော်ရွှင်နိုင်ပါတယ် ခုပြောပြပေးမှာကတော့တင့်ကိုပျော်ရွှင်စေမယ့်အချက်ခုနှစ်ချက်ပဲဖြစ်ပါတယ်။နံပါတ်1အေးဝဝအေးပါလူအများစုကလုံလုံလောက်လောက်မအေးစစ်ကြပါဘူး။ဘဝနဲ့ပတ်သက်ပြီးစိတ်အခြေအနေတွေကောင်းမွန်စေခြင်းနဲ့ဆိုရင်အေးစစ်ခြင်းကိုဂရုစိုက်ဖို့လိုအပ်ပါတယ်။အနည်းဆုံးတစ်ရက်မှာ9နာရီတော့အိပ်ပါလို့အကြံပေးပါရစေ။နံပါတ်2လေ့ကျင့်ခန်းလုပ်ပါ။ တေးကို20ကီလိုမီတာပြေးဖို့နေတိုင်းကျင်သွားဖို့စားတဲ့အကြီးစားလေ့ကျင့်ခန်းတွေလုပ်ဖို့မဆိုလိုပါဘူး။တေးစားလေ့ကျင့်ခန်းအနည်းငယ်လုပ်ချင်းပဲ။သင်စိတ်ကစားချက်ကိုကောင်းမွန်စေပါရစေ။ပဝင်းညင်ရှုခင်းကောင်းတဲ့နေရာ၊လေကောင်းလေတန်ရတဲ့နေရာလေးတွေမှာ10မိနစ်15မိနစ်လမ်းလျှောက်ပါ။သင်အုံနောက်ကိုလမ်းဆန်းစေပါလိမ့်မယ်။နံပါတ်3အခြားသူတွေကိုဝေမျှပါ။လိုအပ်နေသူကိုငွေကြေးဖြစ်စေ၊အရာဝတ္ထုပစ္စည်းဖြစ်စေ ေးဝေမြခြင်းဟာတင့်ကိုစိတ်ချမ်းသာပျော်ရွှင်စေနိုင်တယ်လို့သူတည်တနာတွေကဆိုထားပါတယ်။တငယ်ချင်းချစ်သူညီကိုမောင်နှမမိဘအစသဖြင့်တစုံတစ်ယောက်ကိုမျှော်လင့်မထားတဲ့လက်ဆောင်လေးတွေပေးတာအခါချင်းငွေနဲ့မဟုတ်ပဲဂေယာဆေးရုံကြောင်းအဲ့လိုနေရာမျိုးတွေမှာဗောလန်တီးယားအနေနဲ့ကူညီခြင်းဟာလည်းပျော်ရွှင်မှုရဲ့အရာသာကိုရရှိစေနိုင်မှာပဲဖြစ်ပါတယ်။နံပါတ်၄စိတ်ဝင်စားပါကိုလုံနေတဲ့အလုပ်ကိုချစ်ပါ ပြီးတော့နေ့ရက်တိုင်းမှာပညာရဲ့အသစ်အသစ်တွေကိုသင်ယူနိုင်မှုကြိုးစားပါအတွေ့အကြုံအသစ်တွေအသိပညာအသစ်တွေကိုအမြင်စိတ်ဝင်စားနေတဲ့သူတွေကပီတိဖြစ်မှုနဲ့ပျော်ရွှင်ခြင်းတွေကိုရရှိကြပါတယ်နံပါတ်5ချဲ့ရတဲ့မိသားစုတငယ်ချင်းများနဲ့အချိန်ကုန်ဆုံးပါဒီအချက်ကတော့သင်လုံးနိုင်တဲ့အရေးကြီးဆုံးအချက်ဖြစ်ပါတယ်ကိုချဲ့ရတဲ့သူတွေနဲ့ဆက်ဆံရေးကောင်းရှိသူတွေဟာပျော်ရွှင်ရုံပဲမဟုတ်ပါဘူး သူတို့ဟာအသက်လဲပိုရှိကြပါတယ်။နံပါတ်6လက်ရှိအချိန်ကိုပဲအာရုံစိုက်ပါ။တစိမ့်တယောက်ကလမ်းမေးလို့လမ်းပြပေးတာ။ကြိုက်နေတဲ့တဲ့တချင်းနာထောင်တာ။နှိုးစစ်မလို့ပဲအေးရထားတာ။စတဲ့သေးငယ်ပေမဲ့တင့်ကိုပျော်ရွှင်စေတဲ့အကြောင်းအရာလေးတွေကို နေ့ရက်တိုင်းရှာဖွေလို့ဆောင်ပါ။နောက်ပြီးအချိန်တစ်ခဏလောက်တယောက်တည်းကုံဆုံးပါ။နံပါတ်9ပြုံးပါ။ မြန်မြန်ပြုံးပါကိုဟာဝမ်းနေနေတယ်ဆိုရင်တောင်မှပြုံးနိုင်အောင်ကြိုးစားပါပြုံးခြင်းဟာသင်စိတ်ခြေနေကိုတကယ်ပဲကောင်းမွန်စေပါတယ်တယောက်တည်းဒါမှမဟုတ်တငချင်းနေနဲ့ခီးသွားရင်ပြုံးပြွှင်နေတဲ့အချိန်ရိုက်ထားတဲ့တပ်ပုံလေးတွေ Facebook Instagram လို့ social media မှာတင်ထားတဲ့သူတွေကပြုံးရှင်မှုပိုရကြပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာ ပုံလေးတွေကိုမြင်တိုင်းသူတို့ရဲ့ပုံလေးတွေကပြုံးရှင်မှုရဲ့ခိုက်တံကို မှတ်ရစေလိုပါပဲ။ဒါကြောင့်တငငချင်းများလဲဤလိဝချက်ခုနှစ်ချက်ကိုကျင့်သုံးပြီးဘဝမှာနေ့ရက်တိုင်းပျော်ရွှင်မှုရရှိနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါရခင်ဗျာ။